ကျောင်းသားကျောင်းသူများမင်္ဂလာပါဆရာကတော့ဓာတ်သမလန်တင်ယိုတင်မြန်မာစာပါရရက်ကိုတင်ပြဆွေးနွေးတော့မယ်ဆရာဦးရံဖြစ်ပါတယ်ဆရာဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကတော့အပိုင်း3အရေးတင်ငန်းစာအခန်း1စာရေးသားအခြေခံလမ်းညွှန်အကြောင်းကိုဆွေးနွေးမှာဖြစ်ပါတယ်ဒီတင်ငန်းစာကိုလေ့လာခြင်းအဓိကရည်ရွယ်ချက်ကတော့စာပေရေးသားရမှာဆိုလို့ရှိရင် အခြေခံလိုအပ်ချက်တွေကိုသိရှိစေဖို့အတွက်ရည်ရွယ်ခြင်းပဲဖြစ်ပါတယ်။စာရေးရတဲ့အခါမှာမှန်ကန်မှု၃ရပ်ဟာအခြေခံလိုအပ်ချက်တွေပဲဖြစ်ပါတယ်။အဲ့ဒီအခြေခံလိုအပ်ချက်၃ခုကဘာလဲဆိုတော့စလုံးပေါင်းတပ်ပုံမှန်ကန်ခြင်း၊တရားအသုံးလုံးမှန်ကန်ခြင်း၊ဝါကျဖွဲ့ထုတ်မှန်ကန်ခြင်းဒီ၃ခုဟာဆိုလို့ရှိရင်အများလက်ခံထားတဲ့စီကံချက်တွေပဲဖြစ်ပါတယ်။အဲ့ဒီစီကံချက်တွေနဲ့အညီရေးမှသာရေးသူဆိုလိုတဲ့အတိတ်ဘက်ကိုဖတ်သူကမှန်မှန်ကန်ကန်နားလည်လာမှာပဲဖြစ်ပါတယ်။ ရေးသားမှန်ကန်ပြီဆိုရင်တော့နောက်တစ်ဆင့်အနေနဲ့စာရေးသူဆိုလိုတဲ့အတိတ်ပဲကို စာဖတ်သူရှင်းရှင်းလင်းလင်းနားလည်အောင် စာဖတ်သူသင်တို့ချာချာမွေ့မွေ့ပြေ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 ရောက်အောင်လိုရင်းကိုအချိန်တိုအတွင်းမှာနားလည်သွားအောင်ရေးသည့်အကြောင်းအရာနဲ့ live pet စီလျော်အောင်ရေးသားနိုင်ဖို့လိုအပ်ပြန်ပါတယ်ဒါအပြင်ရှင်းလင်းမှုပြည့်ပြည့်မှုကြည်လင်းမှုလိုက်ဖက်မှုစတာတွေအားဆိုလို့ရှိရင်လည်းစာရေးသားကောင်းဖို့အတွက်လိုအပ်တဲ့လက္ခဏာရပ်တွေပဲဖြစ်ပါတယ် ဒီကောင်းစရာတွေကို အချိန်နဲ့နဲ့တိနိုင်ဖို့အတွက်အရေးအတာကြစ်လစ်ဖို့တို့တို့နဲ့လိုရင်းရဖို့လည်းလိုအပ်ပြန်ပါတယ်။ကိုယ်ဝိုင်လက်ပတ်မနေဘဲနဲ့စကလုံးအ ਨੇ ဆုံးနဲ့အတိတ်ပဲအများဆုံးပါအောင် ရေးထားတဲ့စာမျိုးကိုကြစ်လစ်မှုရှိတယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။ စာရေးသူရဲ့ဆိုလိုချက်ကိုတိမ်းဆောင်းမရှိတိတိကျကျနားလည်ဖို့လည်းလိုအပ်ပါတယ်။ကိန်းကနန်းတွေကအစအလွန်သိမ်မွေးတယ်။ဒိဗေကွာခြားချက်တွေအထိတိတိကျကျရှိဖို့ဖြစ်ပါတယ်။စာရေးသူရဲ့ဆိုလိုချက်ရဆိုရင်စာပတ်စာဖတ်သူတဲ့အထင်းကမရှိပဲချောချောမွေ့မွေ့ပြ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 ရောက်ဖို့လည်းလိုအပ်ပြန်ပါတယ်။ပြပြမှုပါဆိုရင်စာရေးသားအတွက်လိုအပ်ချက်တစ်ခုပဲဖြစ်ပါတယ်။ ရေတဲ့အကြောင်းအရာနဲ့အလေးအပေါ်အခန့်အတွက် live ဖတ်ဖို့လည်းလိုအပ်ပြန်ပါတယ် live ဖတ်မှလည်း single တဲ့တဲ့စာလို့ဆိုနိုင်ပါလိမ့်မယ်မြန်မာစာအုပ်အသုံးချတဲ့အခါမှာဆိုလို့ရှိရင်ခုဖော်ပြခဲ့တဲ့အရေးအသားမှန်ကန်ဖို့ရှင်းလင်းဖို့ကြည်လစ်ဖို့တိကျဖို့ပြည့်ပြည့်ဖို့ live ဖတ်ဖို့အတွက်တတိပြုစရာတွေကိုစူးစမ်းလေ့လာခြင်းအပြင်ထိထိရောက်ရောက်သုံးချနိုင်မှာဖြစ်ပါတယ် ဆက်ပြီးတော့တရားအတုံးနှုတ်မှတ်ကန်ခြင်းအကြောင်းကိုလေ့လာကြည့်ကြရအောင်ဒီသင်ခန်းစာကိုလေ့လာခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့စာပေရေးသားတဲ့အခါမှာတရားအတုံးနှုတ်မှတ်ကန်စွာတုံးနှုတ်တက်စေဖို့အတွက်ရည်ရွယ်ခြင်းပဲဖြစ်ပါတယ်မြန်မာစကားစနစ်တကျရေးထပ်ပြီးတော့မြန်မာစကားကိုစနစ်တကျပြောတတ်ရမှာဆိုလို့ရှိရင်တရားအထာအတူမှန်ကန်ရေးရဆိုရင်အဓိကကြပါတယ်အများအပြားမှားသုံးမိတတ်တဲ့တရားစကားလုံးတွေကတော့ကနှစ်မှကိုနှစ်အာတို့များတွေနှစ်ဖြင့် အနက်တွင်ဒေနှင့်မဖြစ်စေဖြစ်စေသို့မဟုတ်တော်လည်းကောင်းတော်လည်းကောင်းနီးတူကဲ့သို့စသောဟုသောမျှမဆိုရွေလျက်ကစတဲ့အတုံးနှုံးတွေပဲဖြစ်ပါတယ်အဲ့ဒီအတုံးနှုံးတွေကတော့မာတုံမိတတ်တဲ့တရားအတုံးနှုံးတွေပဲဖြစ်ပါတယ်ဓမ္မအဆုံးနေနဲ့ကနဲ့မကိုဘယ်နေရာမှာကကိုသုံးတယ်ဘယ်နေရာမှာမကိုသုံးတယ်ဆိုတဲ့အကြောင်းလေးကိုလေ့လာကြည့်ကြရအောင်ကတ္တာပြုလုပ်သူဖြစ်ကြောင်းကိုပြတဲ့ ကနေရာမှာမှကိုမှသုံးလေရှိကြပါတယ်။ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ကျောင်းဆရာကြီးမှမိန်ကုံမွေကြပါတော့မည်။ပါမောက်ခမှစုချင်းမြင့်ပါတော့မည်။စတဲ့အတုံးနှုံမျိုးဟာဆိုလို့ရှိရင်ဒါဟာမှားနေတဲ့အတုံးနှုံပဲဖြစ်ပါတယ်။အမှန်တကယ်ဖြစ်ရမှာကတော့ကျောင်းဆရာကြီးကပါမောက်ခကစသဖြင့်သုံးမှမှန်ပါလိမ့်မယ်။ မဆိုတဲ့စကားလုံးဟာဆိုလို့ရှိရင်ထွက်ခွာရပြတဲ့စကားဖြစ်ပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ရန်ကုန်မှမန္တလေးသို့သွားမည်အိမ်မှထွက်လာသည်အဲ့ဒါလို့သုံးပါလားဒီမှကိုမှန်ကန်စွာသုံးနှုန်းထားတယ်လို့ဆိုရမှာဖြစ်ပါတယ်ကနေရာမှာမှကိုသုံးတဲ့အခါမှာအချို့နေရာတွေမှာအဓိပ္ပာယ်တွေစန့်ကျင်ပဲဖြစ်သွားတတ်ပါတယ်ဥပမာအနေနဲ့ကြည့်မယ်ဆိုရင်အခုဝါကြတင်းတဲ့နှစ်ကို လေးလာကြည့်ကြရအောင် ဒီမှာဆိုရင်တမဝါယမအသင်းကလူသုံးကုန်များကိုဝယ်ယူသွားသည်ဝါကျနှစ်ကတော့တမဝါယမအသင်းမှာလူသုံးကုန်များကိုဝယ်ယူသွားသည်အဲ့တော့ဒီကနဲ့မှဆိုတော့အတော့နှစ်ခုလွဲမသွားုံနဲ့အဓိပ္ပာယ်နှစ်ခုဟာဆန့်ကျင်ပဲပြောင်းလဲသွားပါတယ်။ဘာကြောင့်လဲဆိုတော့ဝါကျတိမှာဆိုလို့ရှိရင်ပြုလုပ်သူကိုပြတဲ့ကကိုသုံးတဲ့အတွက်ကြောင့်တမဝါယမအသင်းဟာလူသုံးကုန်ဝယ်ယူတဲ့ဌာနဖြစ်ကြောင်းကိုသိရတယ်။ ။ဝါကျနှစ်မှာကြတော့ဒီထွက်ခွာရပြမှကိုတုံးထားတဲ့အတွက်ကြောင့်တမဝါယမအသိန်းဤလူသုံးကုန်များကိုအခြားဌာနတစ်ခုကဝယ်ယူသွားသည်တဘောဖြစ်သွားပါတယ်။ဒါကိုခြုံငုံပြီးတော့သုံးသက်ကြည့်မယ်ဆိုရင်ဝါကြတက်ကဝါကြတက်မှာဆိုလို့ရှိရင်တမဝါယမအတင်းဟာဝဲသူဖြစ်ပြီးတော့ဝါကြနှစ်မှာတမဝါယမအတင်းဟာရောင်းသူဖြစ်သွားပါတယ်ဒါကတော့ကနဲ့မှကို မှားသုံးမိတာနဲ့အတိတ်ပဲတွေရာလုံးဝဆန့်ကျင်ပဲပြောင်းလဲသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ကိုနှစ်အားဆိုတဲ့ဒတာအတုံးကိုဆက်ပြီးတော့လေ့လာကြည့်ကြရအောင်။ခွေအားရိုက်တယ်သူ့ကိုလက်ဆောင်ပေးတယ်။စားတဲ့ဝက်ကြတွေကဒတာအတုံးမှားနေတဲ့ဝက်ကြတွေပဲဖြစ်ပါတယ်။ကိုဆိုတဲ့စကလုံးကကန်နောက်ဆက်ဖြစ်ပြီးတော့ အပြုခံရသူအပြုခံရတဲ့အရာကိုဖော်ပြတဲ့အခါမှာသုံးပါတယ်။အားဆိုတဲ့စကားလုံးကလက်ခံပြနောက်ဆက်ဖြစ်တဲ့အတွက်ကြောင့်လက်ခံသူကိုဖော်ပြတဲ့အခါမှာသုံးပါတယ်။ဒါကြောင့်မို့လို့အမှန်တကယ်ရေးရမှာကခွေးကိုရိုက်သည်သူအားလက်ဆောင်ပေးသည်လို့ရေးရမှာဖြစ်ပါတယ်။ကိုနှစ်အားကိုဝကြတဲ့ကြောင်းထဲမှာသုံးမယ်ဆိုရင်တော့နာယီကိုဆရာကြီးရပေးသည်လို့ရေးရမှာဖြစ်ပါတယ်။ဒါမှဒါသာအတော့မှန်ကန်စွာ ရေးထားတယ်လို့ဆိုရမှာဖြစ်ပါတယ်။ ဆက်ပြီးတော့အနက်နှစ်တွင်ဆိုတဲ့အတုံးနှုံးတွေကိုလေ့လာကြည့်ကြရအောင်မောင်မောင်တီចောင်းသားများအနက်တွင်အတော်ဆုံးဖြစ်သည်အဲ့ဒီဝက်ကြဆိုလို့ရှိရင်တရာအတုံးမှားနေတဲ့ဝက်ကြပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့အနက်တွင်စားတဲ့ဇက်ကလုံးနေရာဆိုလို့ရှိရင်အစုအပေါင်းကနေတစိ့တစ်ပိုင်းကိုခွဲထုတ်ပြတဲ့စကလုံးတွေပဲဖြစ်ပါတယ်။ဒါကြောင့်မလို့စုပေါင်းတဲ့ကနေတစိ့တစ်ပိုင်းကိုခွဲထုတ်ပြလို့လင်အ내ဒါမှမဟုတ်တွင်ကိုတုံးရပါတယ်။ အနက်နဲ့တွင်ကိုပေါင်းပြီးတော့တွဲသုံးလို့မရပါဘူးအမှန်တကယ်ရေးရမှာကမောင်မောင်တီចောင်းသားများအနက်အတော်ဆုံးဖြစ်သည်အဲ့ဒါလို့ရေးရေးဒါမှမဟုတ်ရင်လည်းမောင်မောင်တီចောင်းသားများတွင် အတော်ဆုံးဖြစ်သည်အဲ့ဒါလို့ရေးမှသာမှန်ကန်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့အနက်နဲ့တွင်ကို တွဲပြီးတော့သုံးမယ်အနက်တွင်အနက်တွင် ဆိုပြီးတော့တွဲသုံးလို့မရပါဘူးဆက်ပြီးတော့ဒီနှစ်မှာကို လေ့လာကြည့်ကြရအောင်မမမှာစာတော်၍မမဒီ အာကစားထူးချွန်သည်အဲ့ဒီဝါကြာကလည်းတရားအသုံးမှားနေတဲ့ဝါကြပဲဖြစ်ပါတယ်ကတားနောက်ဆက်များဖြစ်တဲ့တီဒီမှာစတဲ့အသုံးနေရာဆိုရင် နေရာတကျသုံးဆွဲမှာတရားအထားတို့မှန်ကန်မယ်လို့ယူဆရပါတယ်ဝါကြတဲ့ကြောင့်နဲ့မှာတီနှစ်မှာကိုတပြိုင်တည်းသုံးရမယ်ဆိုလို့ရှိရင် ရှေ့ကတားရဲ့နောက်မှာတီလိုက်ပြီးတော့နောက်ကတားရဲ့နောက်မှာမှာကိုသုံးရပါတယ်ဥပမာအနေနဲ့ ပြောရမယ်ဆိုရင်တော့မောင်မောင်တီစာတော်၍မမမအာကစားထုံးကျွန်းဒီအဲ့တော့ရှေးကတားရဲ့နောက်မှာဒီကိုသုံးရတယ်နောက်ကတားရဲ့နောက်မှာတော့မကိုအသုံးပြုရပါတယ်အဲ့ဒီလိုရေးမှသာဒါတရာအသုံးတရာအသုံးတော့မှန်ကန်တယ်လို့ဆိုရမှာဖြစ်ပါတယ်ဒီကတာမန်ကိုဖော်ပြပြီးတော့မကတော့ရှေးကတားနဲ့နောက်ကတားကို ခွဲခြားဖော်ပြတာပဲဖြစ်ပါတယ် ဆက်ပြီးတော့နေတို့နဲ့ကဲတို့ဆိုတဲ့အတုံးနှစ်ခုကို လေ့လာကြည့်ကြရအောင်နေတို့ကဲတို့စားတဲ့အတုံးတွေကိုတော့အငင်းပြစကလုံးမမပါတဲ့ကိရိယာတွေနဲ့တွဲသုံးမယ်ဆိုရင်တော့သူ့ရဲ့အတိတ်ဘယ်ကတူညီတဲ့အနေဖြင့်သုံးခြင်းဖြစ်ပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်မောင်မောင်နေတို့ကျွန်တော်စားနိုင်သည်မမကဲတို့ကျွန်မစားတော်သည်ဒါဆိုလို့ရှိရင်တူညီတဲ့အနေအနေနဲ့အတုံးပြထားတာပဲဖြစ်ပါတယ် ဆက်ပြီးတော့စာတော်နဲ့ဟူသောအတုံးကိုလေ့လာကြည့်ရအောင်စာတော်ဟူသည့်စကားလုံးကိုဘယ်နေရာမှာအသုံးပြုလဲဆိုရင်အချက်လက်အားလုံးမဖော်ပြဘဲနဲ့အချို့ကိုသာဖော်ပြတဲ့အခါမျိုးမှာသုံးပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တာဒကအနေနဲ့ဖော်ပြရမယ်ဆိုရင်စင်ရဲ့ခြင်းချမ်းသာခြင်းစာတော်လောကရန်တရား၈ပါးအဲ့ဒါဒီနေရာမှာစာတော်ကိုသုံးရပါတယ်ဘာကြောင့်လဲဆိုတော့လောကရန်တရား၈ပါးရှိတော်လည်းပဲဒီနေရာမှာနှစ်ပါးကိုသာဖော်ပြထားတဲ့အတွက်ကြောင့်သူ့ရဲ့နောက်ကအတုံးကတော့စာတော်ဆိုတဲ့အတုံးကိုသုံးရပါမယ် လောကဒဏ်တရား၈ပါးမှာဆိုရင်စင်ရဲ့ခြင်းချမ်းသာခြင်းအချွေရနေခြင်းအချွေရများခြင်းလက်ရခြင်းလက်မရခြင်းကြော်စောခြင်းမကြော်စောခြင်းစသဖြင့်လောကဒဏ်တရား၈ပါးရှိပါတယ်။အဲ့ဒီလောကဒဏ်တရား၈ပါးလုံးကိုမဖော်ပြဘဲနဲ့အချုပ်ကိုသာဖော်ပြထားတဲ့အတွက်ကြောင့်စသောဆိုတဲ့အတုံးကိုသုံးရပါတယ်။နောက်တစ်ခုကဖရာတရားစသောယေဒနာ၃ပါးယေဒနာ၃ပါးရှိရတဲ့မှာဖရာတရားစတဲ့အချက်လက်အချို့ကိုဖော်ပြထားတဲ့အတွက်ကြောင့်စသောဆိုတဲ့အတုံးကိုသုံးရပါတယ်။ ဖူသောဆိုတဲ့စကားလုံးကိုတော့အချက်လက်အပြည့်စုံဖော်ပြတဲ့အခါမျိုးမှာသုံးပါတယ်။ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ကြေကျိုးတရေလေလက်ခုပ်ဖူသောမြမတူရိယာ၅ပါးရှိတယ်။မြမတူရိယာ၅ပါးလုံးကိုဖော်ပြထားတဲ့အတွေ့အကြောင်းဖူသောဆိုတဲ့အသုံးကိုသုံးပြရပါတယ်။ဒီမှာဆိုရင်လည်းဖရာတရားတန်ခါဆိုပြီးတော့ရေနာ၃ပါး အဲ့တော့ဒီမှာဟူသောဆိုတဲ့အသုံးကိုသုံးထားတွေ့ရပါတယ်အဲ့ဒီလိုမျိုးအချက်လက်ကိုအကုန်လုံးဖော်ပြပေးထားမယ်ပြပြဆုံဆုံဖော်ပြပေးထားမယ်ဆိုရင်တော့ဟူသောစကားလုံးနဲ့တွဲပေးရတာပဲဖြစ်ပါတယ်ဆက်ပြီးတော့မြန်နစ်မဆိုစားတဲ့စကားလုံးအသုံးနှုန်းတွေကိုလေ့လာကြည့်ကြရအောင်မြည်သူမြည်သူတို့ရဲ့နောက်မှာဆိုလို့ရှိရင်မြမဆိုစားတာတွေကိုသုံးနိုင်ပါတယ် မြ၊ကိုဘယ်နေရာမှာသုံးလဲဆိုရင်တားမြစ်ချင်းအနေဖြင့်သုံးတဲ့စကားလုံးဖြစ်တယ်။ဒါကြောင့်မလို့မြ၊ကိုသုံးတဲ့အခါမှာတတိထားရမှာကကရိယာရဲ့ရှေ့မှာမဟုသည်အငင်းပြစကားလုံးထည့်ပေးရမှာဖြစ်ပါတယ်။မဆိုအားကတော့ခွင့်ပြုခြင်းအနေဖြင့်သုံးတဲ့စကားလုံးဖြစ်တယ်။ဒါကြောင့်မလို့မဆိုကိုသုံးမယ်ဆိုရင်တော့ကရိယာ၌မဟုသည်အငင်းပြစကားလုံးထည့်เสียမလိုပါဘူး။တာရဏ တာရကအနေနဲ့ကြည့်မယ်ဆိုရင်မိသားစုထမင်းဝိုင်းမှာလူကြီးမိဘများမစားရသေးခင်မိသူများမစားရဒီမှာမျှဆိုတဲ့အတုံးကိုယူသုံးထားတယ်။ဘာကြောင့်မျှကိုယူသုံးထားလဲဆိုတော့ကရိယာရဲ့ရှေ့မှာကြည့်လိုက်တော့မဆိုတဲ့အငင်းပြစကလုံးကိုတွေ့ရတယ်။ဒါကြောင့်မလို့မျှကိုသုံးရတယ်။နောက်တစ်ခုအေပန်းဥယင်အတွင်းရှိမိတီကိုများ ပန်းရှင်မတီပဲမခူးရ။ဒီမှာဆိုရင်မျှဆိုတဲ့အတုံးကိုသုံးထားတယ်။ဘာကြောင့်မျှကိုသုံးရလဲဆိုတော့ မခုရမှာဒီခုသည်ဆိုတာကကရိယာဖြစ်တယ်ကရိယာရဲ့ရှိမှာမဆိုတဲ့အငင်းပြစကလုံးပါနေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်နောက်တာရကတစ်ခုကိုကြည့်ရအောင်မိမိဝယ်လာသည့်မုံကိုမြည်သူမဆိုစားနိုင်သည်ဒီနေရာမှာမဆိုးကိုဘာကြောင့်သုံးထားလဲဆိုတော့ကရိယာကိုကြည့်လိုက်တဲ့အခါမှာသူ့မှာအငင်းပြစကလုံးဖြစ်တဲ့မမပါတဲ့အတွက်ကြောင့်မဆိုးကိုအသုံးပြုရခြင်းပဲဖြစ်ပါတယ်။ဆက်ပြီးတော့ရွေးနှစ်လျက်ကို ကြည့်ရအောင်။ရွေးဆိုတဲ့ နောက်ဆက်ကိုတခုပြီးတခုဆောင်ရွက်တွေကိုပြတဲ့အခါမှာတုံးပါတယ်။တာရကအနေနဲ့ပြောရမယ်ဆိုရင်အင်စာလုတ်ပြီး၍ကစားသည်အဲ့အင်စာလောက်တာကအလုပ်တစ်ခုကစားတာတစ်ခုအဲ့တော့အင်စာလုံရင်ကစားလို့မရလို့ကစားရင်လည်းအင်စာလုံလို့မရဘူးအဲ့တခုပြီးတခုလောက်ရပါတယ်ဒါကြောင့်တခုပြီးတခုလောက်တာကိုဖော်ပြတဲ့အခါမှာဆိုရင်ရွေးဆိုတဲ့အတုံးကိုတုံတော့ရပါတယ်နောက်လျက်ဆိုတဲ့စကလုံးကိုတော့တပြိုင်တည်းဆောင်ရွက်ခြင်းပြတဲ့နေရာမှာတုံးပါတယ် တာကအနေနဲ့ပြောရမယ်ဆိုရင်ရုပ်ရှင်ကြည့်လျက်ထမင်းစားနေသည်အဲ့ဒီဝဲကြမှာဆိုရင်ထမင်းစားခြင်းဟာအလုပ်တစ်ခုရုပ်ရှင်ကြည့်ခြင်းဟာအလုပ်တစ်ခုအဲ့ဒီထမင်းစားခြင်းအလုပ်နဲ့ရုပ်ရှင်ကြည့်ခြင်းအလုပ်ကိုတပြိုင်တည်းလှုပ်ခြင်းဖြစ်တဲ့အတွက်ကြောင့်ဒီအလုပ်နှစ်ခုကိုကြားမှာလျက်ကို ထားခြင်းဖြစ်ပါတယ် နောက်တစ်ခုကတော့ဒုအများတွေဆိုတဲ့တရားအသုံးနှုန်းပဲဖြစ်ပါတယ်။အများပြနောက်ဆက်တွေဖြစ်ကြတဲ့ဒုအများတွေစတဲ့စကားလုံးတွေကိုအသုံးမှအောင်တတိပြုရမှာဖြစ်ပါတယ်။ဒုဟုသည့်အများပြနောက်ဆက်ကိုတမျိုးတည်းဒါမှမဟုတ်နှီးနွယ်ပတ်သက်နေတဲ့အမျိုးအစားတို့ကိုအကျဉ်းကျန်မရှိတပေါင်းတစည်းတည်းဖော်ပြလိုရင် သုံးရပါတယ်။တာရကအနေနဲ့ပြောရမယ်ဆိုရင်ငါတို့မနေ့ပြန်ဖျားသွားကြရအောင်ဒါကတပေါင်းတစည်းတည်းဖြစ်တယ်ဆိုတာကိုဖော်ပြတာပဲဖြစ်ပါတယ် နောက်တစ်ခုကတော့များတွေဟူသည့်အများပြနောက်ဆက်တွေကိုတစ်ခုမကများပြသောအရေးအတွက်ရှိသည့်အမျိုးအစားကိုဖော်ပြတဲ့အခါမှာအရေးမှဆိုရင်တော့များကိုသုံးတယ်အပြောမှဆိုရင်တော့တွေကိုသုံးရပါတယ်။တာရကမှကြည့်လိုက်ပါဦး။တာရကမှကြည့်လိုက်ကြရအောင်။ပန်းများသည်ယနေ့တင်းပြန့်စွာဖူးပွင့်နေကြသည်ဒါကအရေးဖြစ်တဲ့အတွက်ကြောင့်အများပြစကလုံးဖြစ်များကိုသုံးရပါတယ်ခြံထဲမှာပန်းတွေပွင့်နေကြတယ်ဒါကအပြောဖြစ်တဲ့အတွက်ကြောင့်တွေကို တွေဆိုတဲ့တရားအသုံးကိုသုံးပါတယ်။မြားတွေကိုကိန်းကနန်းတွေ၊နန်းစားတွေ၊တူးဆိုင်နန်းများနဲ့တွဲပြီးတော့သုံးလို့မရပါဘူး။တွဲတွဲပြီးတော့သုံးမယ်ဆိုရင်တော့အဲ့ဒါကမှားတယ်လို့ယူဆရပါမယ်။ဒါတကားအနေနဲ့ပြောရမယ်ဆိုရင်68မြား၊နှင်းမြား၊၅မြား၊နှင်းမြား၊ ARB မြား၊ချင်းတွင်းမြားအဲ့ဒီလိုသုံးမယ်ဆိုရင်တော့အဲ့ဒါဟာတရားအသုံးမှားတယ်လို့ဆိုရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ဖြစ်စေဖြစ်စေတော်လကောင်တော်လဲကောင်တော့မဟုတ် တခုမဟုတ်တခုပြုမှုဖြစ်ပျက်တွေကိုပြလို့လင်ဖြစ်စီဖြစ်စီတော်လဲကောင်းတော်လဲကောင်းဒို့မဟုတ်စားတဲ့စကလုံးနေတွေကတခုမဟုတ်တခုကိုတုံနိုင်ပါတယ်ဖြစ်စီကိုတုံတဲ့အခါမှာ ဖြစ်စီဖြစ်စီဆိုပြီးတော့နှစ်ခါတုံးရမယ်တော်လဲကောင်းကိုတုံတဲ့အခါမှာလည်းတော်လဲကောင်းတော်လဲကောင်းဆိုပြီးတော့နှစ်ခါတုံးရမှာဖြစ်ပါတယ်ဒါပေမဲ့ဒို့မဟုတ်ဆိုတဲ့စကလုံးကိုတုံးခဲ့မယ်ဆိုရင်တော့တစ်လုံးနဲ့သာတုံးရမှာဖြစ်ပါတယ် နာတကအနေနဲ့ပြောရမယ်ဆိုရင်မောင်မောင်ဖြစ်စေမမဖြစ်စေလာပါမောင်မောင်တော့မဟုတ်မမလာပါမောင်မောင်တော်လည်းကောင်းမမတော်လည်းကောင်းလာပါဒါကတော့တာတကအနေနဲ့ဖော်ပြထားတာပဲဖြစ်ပါတယ်ရှိကတင်ကန်းစာတွေကိုကြည်ကြည်ညံ့ညံ့လေးလာသိရှိခဲ့ပြီဆိုရင်တော့ခုဖော်ပြထားတဲ့လေ့ကျင့်ခန်းတွေကိုလည်းလွယ်ကူစွာလုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်နံပါတ်1ကတော့ကိုအားစတဲ့တရားအသုံးအနှုန်းကိုမှတ်ကန်အောင်ဖြည့်ဆွက်ပေးရမှာဖြစ်ပါတယ်နံပါတ်2ကတော့ ပေးထားတဲ့အစာကြောင်းဟာမှန်နေလားမှားနေလားမှားရင်မှားတယ်မှန်ရင်မှန်တယ်ဖော်ပြပေးရမှာဖြစ်ပါတယ်မှားနေရင်တော့မှားနေတဲ့ဝဲကြောက်ကိုအမှန်ပြင်ရေးပေးရမှာဖြစ်ပါတယ်နံပါတ်3ကတော့ဂွေထဲမှာပေးထားတဲ့တရားအသုံးလုံးနေတဲ့ကမှမတင့်လျော်တဲ့အသုံးကိုကြက်ချေခတ်ပေးရမှာဖြစ်ပါတယ်နံပါတ်၄ကတော့မြည်သူမဆိုမြည်သူများဆိုတဲ့စကားတွေကို စီလျော်အောင်ဖြည့်ဆွတ်ပေးရမှာဖြစ်ပါတယ်။နံပါတ်၅ကတော့ စာတော်ဟူသောအတုံးနေမှန်ရင်အမှန်ချစ်ချစ်ပါမယ်မှားရင်ချက်ချစ်ခတ်ပေးရပါမယ်နံပါတ်6ကတော့ဂွေးထဲမှာပေးထားတဲ့တရားအတုံးတုံးတွေကိုမှန်ကန်စွာရွေးချယ်ပေးရမှာဖြစ်ပါတယ်နံပါတ်9ကတော့ရွေးလျက်အတုံးကိုမှန်မှန်စစ်ဆေးပေးရမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်